။တဘောတန်စာစဉ်ကထွက်ဝေတဲ့ဇွနေချက်စာရန်အမှတ်စဉ်သုံးဖြစ်တဲ့ဆရာဆန်းစာဆောင်ရည်ရေးသားပြုစုပြီးဆိုင်းဆရာမပြိုးကတီးဖြတ်ထားတဲ့နိုင်ငံရေးသမားမဟုတ်သူများအတွက်အာဏာဆိုင်ရာအလွဲဖက်စာဤစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရန်ဆရာနဲ့ဆရာမတို့နဲ့တကွာသက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါတယ်ရှင်အပိုင်း၁ A nation is formed by the willingness of each of us to share in the responsibility for upholding the common good. Barbara Jordan အမသာမြန်မာပြည်သူတယောက်ဖို့အခြေခံနိုင်ငံရေးသဘောတရားတွေကိုနားလည်သိကြရင်အလွန်လိုအပ်ပါတယ်။လူတိုင်းဟာနိုင်ငံရေးကိုစိတ်ဝင်စားဖို့ရမဖြစ်နိုင်ပေမဲ့ကင်းပြီးနေလို့ရတဲ့ခြေတည်ပါရှိမနေပါဘူး။မြန်မာနိုင်ငံလိုပဋိပက္ခတွေတောင်းလောင်နေတဲ့တိုင်းပြည်တစ်ခုရဲ့ဝင်ကိုထမ်းနေကြရတဲ့ နိုင်ငံသားတယောက်ချင်းစီတိုင်းမှာနိုင်ငံရေးအတိတ်တာရှိနေဖို့မဖြစ်မနေကိုယ်တိုင်အားထုတ်ဖို့လိုအပ်လာပါတယ်။အေးချမ်းသာယာဝပြောတဲ့အတိုင်းမျိုးဖြစ်ဖို့တနက်တန်ကြားကြံလို့ပဲနဲ့ကြောင်းခေါင်းလာထိုးတဲ့ဆဲလက်တန်တွေနဲ့ပြန်ပြီးဝေစီနိုင်ဖို့အတွက်အားလုံးကရုန်းကန်နေကြချိန်မှာနိုင်ငံရေးလေလာမှုဟာလုံးတင်လောက်အပ်တဲ့အလုပ်တစ်ခုလည်းတာဝန်တစ်ခုလည်းဖြစ်ပါတယ်။နိုင်ငံရေးဖောင်ကိုမချဲ့နိုင်တဲ့၍စီးရေးဖောင်ကိုချုပ်နိုင်ဖို့အလွန်ခက်ပါတယ်။ရွေးဥတော်လိုင်းရေးမှာနိုင်ငံရေးပေါ်ထားကြတဲ့အတွင်းမြင်တွေများကြီးပြောင်းလဲသွားကြပါတယ်။ ရင်ကားတဲ့နိုင်ငံရေးနဲ့ပုံပြီးနှိစက်လာသလိုပုံပြီးစိတ်ဝင်စားလာကြပါတယ်။နိုင်ငံရေးအဝေးဝိုင်းနဲ့မရင်းနှီးသူတွေအတွက်ရောဆက်ဆက်နေသူတွေအတွက်ကိုပါနိုင်ငံရေးကိုပြည့်ပြည့်စုံစုံနဲ့လွှဲလင်းတကူဖက်ရှုနိုင်ဖို့အတွက်ရည်ရွယ်ပြီးနိုင်ငံရေးသမားမဟုတ်သူများအတွက်အနာဆိုင်ရာလွှဲဖက်စာကိုရေးသားပြုစုရခြင်းဖြစ်ပါတယ်။ဤစာအုပ်ကနေနိုင်ငံရေးအခြေခံသဘောတရားစဉ်းစားချက်တွေကိုသာမကနိုင်ငံရေးရဲ့ကျယ်ဝန်းပုံကိုလည်းမြင်တွေ့ရမှာဖြစ်ပါတယ်။ ိုင်ငံရေးကိုလေ့လာရင်းနဲ့နိုင်ငံရေးဟာအခြားပညာရပ်နဲ့ပယ်ရီနယ်လည်းပဲလောက်ထိထဲထဲဝင်ဝင်ချိတ်ဆက်နေတယ်လဲဆိုတာကိုကွက်ကွက်ကွင်းကွင်းမြင်တွေ့နိုင်တယ်လို့နိုင်ငံရေးရဲ့နှက်ဆိုင်မှုကိုလည်းမြင်တွေ့နိုင်မှာဖြစ်ပါတယ်။ဤစာအုပ်ဖြစ်လာဖို့အတွက်ဝိုင်းဝန်းအားထုတ်ခဲ့တဲ့တပိုးတန်စာစဉ်ဝိုင်းတော်သားများအလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။ဤစာအုပ်ကိုဖတ်ရှုရင်းဖြင့်နိုင်ငံရေးအသည့်ပုံပုံကြွယ်ဝပြီးနိုင်ငံတည်ဆောက်ရေးနဲ့ခန္ဓာအသီးသီးကနေပြန်လည်အကျိုးပြုနိုင်စေဖို့တိုက်တွန်းအပ်ပါတယ်အေဒီတာ A God compromise is when where everybody makes a contribution angela markel ဥယောစဉ်အစီအများပြောင်းလဲနေတဲ့လူအဖွဲ့အစည်းကြီးတွင်မှာတော်တော်လေးကိုတည်ပြနေတာတခုကလူတွေဟာပူပေါင်းမှုနဲ့သာရှေ့ကိုဆက်ရတယ်ဆိုတဲ့အချက်ပါပဲလူအတိုင်းဝိုင်းထဲမှာရှိတဲ့လူတူးချင်းကဆက်ဆက်နေကြပါတယ်ဒီစာအုပ်ဟာလူတူးချင်းရဲ့အတိတ်ပစ္စုပန်ဆက်ဆက်မှုနဲ့အနာဂတ်ကိုသွားမဲ့ဆက်ဆက်မှုတွေအတွက်ကောက်ကြောင်းရှာတာဖြစ်ပါတယ် လူတွေရဲ့ idea တွေကနေလူသားမျိုးနွယ်ရဲ့လာရလမ်းကြောင်းကိုပြန်ကောက်ကြည့်ပြီးနိုင်ငံရေးလို့ပြောတတ်ကြတဲ့လူချင်းချင်းရဲ့ပူပေါင်းမှုမျှဝေမှုအားပြိုင်မှုပဋိပက္ခဖြစ်မှုနဲ့အာဏာတွေအကြောင်းကိုအခြေခံမိတ်ဆက်ဖြစ်ပါတယ်။ကြေပြောလာတဲ့အကြောင်းအရာတွေကိုအပေါ်ယံတုတ်ထီရေးသားရပေမဲ့အကြောင်းအရာတွေကရှည်လျားတဲ့အတွက်အလွယ်ဖက်စာကတူတူလေးတော့မဖြစ်ပါဘူး။လူတွေရဲ့အစအဦးကောက်ကြောင်အမဲလိုက်ကြတဲ့ခေတ်ကနေတံပိုးတိစားပုံ ပြောင်းလာတာတွေအစိုးရတွေပေါ်လာတာကဆလို့ဒီဘက်ခေတ်ကြီးရအောင်အတော့ကလေးတို့ထိသွားပါမယ်။ လူတွေရဲ့လူလာချက်ဆန္ဒတွေရှိတဲ့အရင်းမြစ်တွေအာနာရီစီကနေလူသားအတိုင်းမျိုးတွေကပုံစံတွေပြောင်းလဲခဲ့တယ်။လူတွေရဲ့လူမှုသဘာဝဝိသေသလက္ခဏာဟာစုစည်းပေါ်လာတဲ့ခီးရေကြီးတရက်ဖြစ်ပြီးယဉ်ကျေးမှုတွေလူမှုအတိုင်းမျိုးတွေနဲ့နိုင်ငံရေးအလဲပြောင်းတွေမျိုးစုံမွေးထုတ်လာခဲ့တယ်။ဒီစာအုပ်ဟာသီအိုရီနဲ့သမိုင်းတွေကိုပြောထားတာများပဲမဲ့လက်တွေ့ကိုရည်ရွယ်တယ်လို့ပြောချင်ပါတယ်။ရှုပ်ထွေးတဲ့တွေးခေါ်တွေနဲ့လောကအမြင်တွေကိုမိတ်ဆက်ခြင်းဟာအရှင်းလုံအလျှော့လုံသဘာဝထဲမှာ ရှိတရားကိုဘောင်ခတ်တတ်တဲ့အမြင်တွေကိုရှောင်ရှားနိုင်မယ်လို့လည်းမျှော်လင့်ပါတယ်။ညဝေခန်းစားကြတဲ့အတွေ့အကြုံတွေကိုလည်းကို့အမြင်တစ်ခုထဲမှာဘောင်ခတ်တဲ့အခါငြိမ်းချမ်းတည်ငြိမ်ဖို့ခက်ရင်ပါတယ်။ဒီစာအုပ်ထဲမှာနိုင်ငံရေးစနစ်တွေကိုခေလာပြောခဲ့တာရှိတယ်လို့ဒီနေ့ခေယူဆတွေဖြစ်ကြတဲ့ဒီမိုကရေစီဖက်ဒရယ်လူ့အခွင့်အရေးတွေကိုလည်းတုတ်ထီထားပါတယ်။ဒီယူဆတွေဟာဘယ်လိုပြောင်းလဲလာသလဲ၊ကို့ဘဝကိုဘယ်လိုပုံဖော်သလဲ၊ဘယ်လိုပတ်ဝန်းကျင်တွေကိုဖန်တီးသလဲလို့ပြန်ကြည့်ရမှာပါ။ရှုထောင့်မှုတွေအပေါ်မှာကွဲပြားခြားနားတာတွေရှိတယ်လို့အားလုံးမှာကားမွန်ကျင်ကြတဲ့နောက်ကန်စိတ်သားကို ြင်သာစေဖို့လည်းမျှော်လင့်ပါတယ်။လူချင်းချင်းပူးပေါင်းနေပြီလို့မှအကျိုးရောက်တယ်ဆိုရင်ပေါင်းနေဖို့အကြောင်းရှိပါ။ဒါကြောင့်ပေါင်းနေခြင်းရဲ့ပူးခြင်းဟာဘုံကောင်းကျိုးဖြစ်တယ်ဆိုတာကိုရှင်းပါတယ်။ဒီနေ့ခင်မှာပြောဆိုမှုတွေထဲမှာငုံရှုံးနေတဲ့ဘုံကောင်းကျိုးကိုလည်းမိပေါင်းပြန်ထိုးပြီးပူးပေါင်းရှာဝေဖို့တိုက်တွန်းထားပါတယ်။ဘုံကောင်းကျိုးဆိုတာဘယ်သူကမှမချန်ထားခဲ့ရသလိုအားလုံးအတွက်လည်းအကျိုးရှိတာတွေကိုခေါ်တယ်လို့ပြန်လည်ဖွင့်ဆိုထားပါတယ်။ လူတိုင်းဝါရဲ့တမိုင်းဇလန်းဟာအဆုံးမသက်သေးပါဘူးလို့ဆိုပြရစီထပ်ပြီးပေါ်မဲ့ဆိုင်ရင်တွေကိုကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေရွေးချယ်မှုတွေစနစ်တည်ဆောက်မှုတွေအတိုင်းညုံဖြစ်တည်မှုတွေကနေရေးသားနေကြရအောင်ပါပါဒီစာအုပ်ကိုဖတ်လိုက်ရင်လူမှုရေးနဲ့နိုင်ငံရေးတိစောက်ပုံတွေမှာရှိနေတဲ့တန်ဖိုးထားမှုတွေကိုထိတွေ့ဖို့ကြိုးစားထားပါတယ်ဒီစာအုပ်ကိုရေးဖို့အားပေးသူတွေတီးဖြတ်သူတွေထုတ်ဝေဖို့လှုံ့ဆော်ပေးသူတွေကိုအခြေအနေအရအမြင်များချန်လက်ထားကြရပါမယ် အားလုံးကိုကျေးဇူးတင်ချီကြောင်းပြောလိုပါတယ်မြန်မာနိုင်ငံမှာနိုင်ငံရေးကိုစဉ်းစားကြတဲ့အခါကျပြန့်တဲ့လူသမားဖြစ်စဉ်နဲ့ခေတ်ဆက်ဆက်ကဘာမှာစီးဆင်းလာတဲ့နိုင်ငံရေးအတွေးခေါ်တွေကနေရှိခဲ့တဲ့ရှိလာမဲ့အုပ်ချုပ်မှုစနစ်တွေကိုပြန်ပြီးတုံ့တက်ကြဖို့ဝေဖန်ကြဖို့ဘယ်လိုပြောင်းနေလဲဆိုတာကိုရှုမြင်တုံ့တက်ဖို့တစ်ဖက်တစ်လမ်းကနေပံ့ပိုးပေးနိုင်မယ်ဆိုပြီးညှောလင့်မှာကြောင်းစန်းစဆာမရီအောက်တိုဘာ2024အခန်း1လူအတိုင်းဝိုင်းဤဗဟုချက်များ လူသားဟာသဘာဝအပြင်ဆက်ဆံရေးနဲ့ယက်တည်တဲ့တတ္တဝါဖြစ်တယ်ဆိုတာကိုကြားပူးကြတဲ့သူတွေများပါတယ်။လူဆိုတာယုံကြည်မှုပေါ်မိခိုနေကြသူတွေဖြစ်ပါတယ်။မျှဝေထားတဲ့တန်ဖိုးထားမှုတွေ၊စံနှုန်းတွေ၊တူညီတဲ့ယုံကြည်မှုတွေကနေတဆင့်အချင်းချင်းရှုမြင်ကြသူတွေဖြစ်တယ်။လူမှုရေးရာပွဲတွေမှာလူတွေရှိနေကြတယ်၊တရားစခန်းမှာလူတွေရှိနေကြတယ်၊ပါတီပွဲတွေမှာလူတွေရှိနေကြတယ်။ဒီနေ့ခေတ်လူမှုကွန်ရက်တွေမှာလူတွေရှိနေကြတယ်၊လူမှုမီဒီယာတွေကိုတုံ့ဆွဲကြတယ်မဟုတ်ပါလား။ အောင်မြင်တဲ့ကုမ္ပဏီတခုကတူညီတဲ့ရည်မှန်းချက်တခုကိုမျှဝေသူတွေနဲ့တိစောက်မောင်းနေတယ်လို့ပဲကောင်းမွန်တဲ့နိုင်ငံတနိုင်ငံမှာတူညီတဲ့ရည်မှန်းချက်နဲ့တန်ဖိုးထားမှုတူညီသူတွေကလူမှုရေးရထားတဲ့သဘောတူညီချက်တွေနဲ့မျှဝေနေထိုင်ကြတယ်။လူတွေရဲ့ဆုံးဖြတ်ချက်တိုင်းမှာလူမှုရေးရသဘောတရားတွေပါဝင်နေလူတွေရဲ့ဆုံးဖြတ်ချက်တော်တော်များများဟာယုတ်တိဗေဒကိုခြေခံတာအထက်ငကိုရှိပြီးသားသတင်းချက်လက်တွေဖြစ်တဲ့ယဉ်ကျေးမှုဒလိတွေနားလည်မှုတွေယုံကြည်မှုတွေတသနာတွေအတွေ့အကြုံတွေကိုအခြေခံတာကိုလည်းတွေ့ရမှာပါ။ဒါဆိုရင်လူဆိုတာ ပါလဲ။အရစ္စတိုတယ်ရဲ့စကားလေးတစ်ခုကိုဖော်ပြခြင်းပါတယ်။ Human is by nature a social animal. လူသည်တဘာဝအရာကိုပင်ဆက်ဆံပေါင်းသင်းခြင်းဖြင့်ကျင့်လေသောတတ္တဝါဖြစ်သည်။တိုက်ဆိုင်ခြင်းကြောင့်မဟုတ်ဘဲသူ၏ပင်ကိုတဘာဝအားဖြင့်လူများနှင့်နီနောဖလဲဆက်ဆံမှုမပြုလုပ်တော်သူသည်လူများသတိမထားမိလောက်အောင်ပင်နှိမ့်ကျနိုင်သည်သို့မဟုတ်လူတဘာဝထက်ကျော်လွန်မြင့်မြတ်နေနိုင်သည်။ Sisyphus ရဲ့ကြောက်တုံးကြီး Greek ပုံမြင်နေရမှာ Sisyphus အဖို့ ခြောက်တုံးကြီးတုံးကိုတောင်ပေါ်တွန်းတင်ပုံနဲ့ပြားတွေပြစ်ပေးတာကိုခံရပါတယ်။ဒါမဲ့နဲ့ပြားတွေကခြောက်တုံးကြီးဟာအပေါ်နားကိုရောက်တာနဲ့အောက်ကိုပြန်ချဖို့လှုပ်ထားပါတဲ့။ဒါနဲ့ပဲစစ်စစ်ဖက်ကလည်းမရမနာချိန်မောင်းအနန္တခြောက်တုံးကြီးကိုတွန်းတင်လိုက်ပြန်ချလိုက်နဲ့စကန်းသွားနေရပါတဲ့။ကိုရီလည်းတိတ်တော့မထူလာပါဘူး။မနဲ့မိုးလေးနာနဲ့မျက်နာအစ်မနဲ့စာစာယုံသွားအလုတ်လုတ်ယုံပြန်အိမ်လုတ်ကလေးလုတ်တီဗီလေးကြီးအိတ်ကြတာပဲ။ လူများစုဘဝကြီးကစီစီဖတ်လိုပါပဲ။ဘာမှမသိတဲ့ကြောက်တုံးကြီးကိုတွန်းလိုက်ပြန်ချလာလိုက်နဲ့စက္ကန်းသွားနေရတာပါပဲ။နည်းနည်းလေးတွေးကြည့်လိုက်ရင်မွေးဖွားလာတဲ့ဆိုတဲ့ဘဝရဲ့ကာလတစ်ခုကနေတည်ဆုံးသွားတယ်ဆိုတဲ့ကာလတစ်ခုကြာတက်တက်မတ်မတ်လေးတရှိနေတော့ကြောက်တုံးတွေကိုတွန်းတင်ကြရတဲ့သူကအများစုပါပဲ။တချို့ကြတော့ချမ်းသာကြွယ်ဝလိုကိုတို့နေတဲ့ကြောက်တုံးပုံစံကိုကိုရွေးတို့ရလာလဲရှိတာပေါ့ဒါပေမဲ့ဒနာဥစ္စာဟာနာကျင်မှုကနေအာယုံလွဲအောင်သာလုပ်လို့ရမယ်နာကျင်မှုကိုလုံးဝမပယ်တတ်နိုင်ပါဘူး လူတိုင်းရဲ့ဘဝထဲမှာမကျေနပ်မှုကအမြဲတမ်းရှိနေတာပါပဲတခါတလေကျတော့ Ferrari ကားရင်းစီးနေတဲ့သူဟာသူ့အတွက်မိတ်ဆွေစင်မရှိလို့ရုပ်ဝိထုတွေနဲ့စားထုံးနေတာလည်းဖြစ်နိုင်တာပါပဲစီးစိမ်တွေပဲ့ပါသွားမှာစိုးလို့စိုးရိမ်နေတာလည်းဖြစ်နိုင်ပါတယ်ဘယ်နေရာဘယ်ဌာနဘယ်လိုလူအစဉ်တန်လူတိုင်းဝိုင်းမှာမွေးဖွားလာမယ်လို့ဘယ်သူကမှမရွေးချယ်လိုက်ရပဲဘဝထဲရောက်လာတယ် ကို့အသက်ဟာကို့မဟုတ်တဲ့သူတစ်ပါးတွေသူတစ်ပါးတွေဆိုတာကမိဘတွေကနေရွေးချယ်ပေးလိုက်တာဖြစ်တယ်။တခါတလေမတော်တဆရောက်လာတာဖြစ်တယ်။ဘဝမှာပေးထားတဲ့ရည်ရွယ်ချက်တွေကလည်းစာရွက်စာတမ်းနဲ့ပါလာတာမဟုတ်တော့ဘဝမှာရည်ရွယ်ချက်ကိုရှားကြရသေးတယ်။တချို့သူတွေကဘုရားသခင်မှာရည်ရွယ်ချက်ရှားတယ်။တချို့ကလောကရဲ့ရုပ်ဝိထုတွေမှာ ရည်ရွယ်ချက်ရှာတယ်တချို့ကကိုယ်စိတ်ထဲမှာပဲကိုယ့်ဘဝရည်ရွယ်ချက်ကိုပို့ပြီးရှာကြတယ်ဒီလောက်ကွဲပြားတဲ့လူတွေမှာတူညီတဲ့စိတ်ခံစားချက်တူညီတဲ့ရည်မှန်းချက်သဘာဝတစ်ခုတည်းနဲ့အသိရှိနေရဆိုတာမဖြစ်နိုင်ပါဘူးမတူညီတဲ့လူလားချက်မတူညီတဲ့ဘဝရည်မှန်းချက်မတူညီတဲ့လမ်းကြောင်းနဲ့လူမျိုးမျိုးကထိတွေ့ဆက်ဆံကြရင်ပြဿနာတွေဆန္ဒပြိုင်တွေပေါ်မှာပဲဒါဆိုလူဆိုတာဘာလဲဘယ်လိုပေါင်းသင်းကြမလဲလူသားတို့ဤစင်ကဲပြောင်းလဲမှု ဒါဝင်ရဲ့စိတ်ကဲပြောင်းလဲခြင်းဖြစ်စဉ်ကိုစာဖတ်သူအနေနဲ့ယုံကြည်သည်ဖြစ်စေမယုံကြည်သည်ဖြစ်စေပတ်ဝန်းကျင်မှာတော့တဘာဝလောကမှာစိတ်ကဲပြောင်းလဲမှုတွေကိုလက်တွေ့မြင်ရမှာပါပဲဥပမာပြောရရင် SARS-CoV-2 virus ကြောင့် COVID-19 ရောဂါကြီးဖြစ်ပွားခဲ့တယ်။အခု coronavirus ကပုံစံတွေပြောင်းပြီးငိုဝူဟန်မြို့ကပုံစံနဲ့မတူတဲ့အနေအထားဖြစ်လာပါပြီ။စိတ်ကဲပြောင်းလဲမှုဖြစ်စဉ်လို့ပြောပါရစေ။ဇာယီသူတို့ဒီနေ့ခေတ်ကာလမှာနားလည်တဲ့ လူသားတွေရဲ့ပြောင်းလဲတိုးတက်မှုဟာမနုဿဗီဒရဲ့လိလတွေးရှိမှုတွေရဲ့တတ္တဗီဒဆိုင်ရာလိလတွေးရှိမှုတွေရဲ့စိတ်ဝင်စားစရာရှေးဟောင်းတမိုင်းသူတည်တနာတွေရဲ့ကနေလာတယ်။တခါလူသားနဲ့တခြားသတ္တဝါတွေရဲ့ရုပ်ကျင်းတွေအယိုးတွေနေခဲ့တဲ့နေရာဟောင်းတွေကိုတွေ့ဖို့ရာကတွေ့ရတဲ့စိတ်ဝင်စားစရာအချက်အလက်တွေတင်မကဒီခေတ်မှာမျိုးရိုးဗီဇာတရုတ်ခွဲတဲ့သိပ္ပံအတက်ပါထွန်းကားလာတာမှုစူးစမ်းရတာပိုလွယ်လာပါတယ်။ ူသားမျိုးနွယ် Homo sapiens တွေဟာလွန်ခဲ့တဲ့နှစ်ပေါင်းတသိန်းလောက်က အမဲလိုက်တဲ့အုပ်စုငယ်လေးတွေ Hunter Gatherers တွေအနေနဲ့ရည်တည်ခဲ့ကြတယ်။စကားလုံးတွေနဲ့ပြောတဲ့ဘာသာစကားတွေကတော့ပေါ်လာတာလွန်ခဲ့တဲ့နှစ်ပေါင်း9000နဲ့တသိန်းကြားရှိမယ်လို့အကြံပြင်းယူဆရပါတယ်။စာပြုတ်ရေးလှုပ်တက်လာတာကတော့လွန်ခဲ့တဲ့နှစ်ပေါင်း12000ခန်းကမှ စတင်လာတာဖြစ်ပြီးရေကြီးအမြန်နူရာကိုတွာလာနေတဲ့ဘဝကနေ့ အနေထိုင်တဲ့ဘဝကိုပြောင်းလာတယ်လို့ပြောရပါလိမ့်မယ်။အဲ့ဒီကာလမှာလည်းလူတွေကကမ္ဘာအနှံ့ပြန့်နှံ့လာပြီဖြစ်ပါတယ်။ဒါတွေကတော့ရှေးဟောင်းပစ္စည်းတွေဒုဖို့ရရှိပုံကိုလေ့လာတာနဲ့ကာဗွန်ရက်စွဲမှတ်တမ်းနည်းနဲ့ဤပညာတွေကနေရလာတဲ့အချက်အလက်တွေနဲ့မှန်းဆထားတာဖြစ်ပါတယ်။ဘယင်စနစ်ကိုတော့လွန်ခဲ့တဲ့နှစ်ပေါင်း900လောက်မှာတရှိချောင်းတွေ့ရတယ်။မြေရှင်တွေနဲ့ဘယင်တွေရဲ့ကြားမှာပိုင်ဆိုင်မှုတနာဥစ္စာနဲ့အာနာကိုထိမ့်သိမ့်နိုင်မဲ့ ရန်တရားတစ်ခုကိုတိဆောက်ထားနိုင်ပြီဖြစ်တယ်။ဒီဖြစ်ရပ်တွေကိုမှန်းဆရာမှာအထောက်အကူဖြစ်တူဖို့ရရှိလာတဲ့ရှေးဟောင်းသက်တည်အမျိုးမျိုးရှိတဲ့အပြင်ဘာသာရေးကျမ်းတွေမှာလည်းရေသွင်းဆိုင်ပြိုးမှုဖြစ်ထွန်းတဲ့အချိန်လောက်ကနေကဘာကြီးကိုအစတီတယ်လို့ရေးထားတာတွေတွေ့ရတတ်ပါတယ်။အပြန်အလှန်အမိတဟဲပြူခြင်းလူသားတွေရဲ့ပုဂ္ဂလရည်တည်ချက်ဟာတည်တံ့အောက်တုံပြည့်စုံနေတဲ့တူရဲဘဝမိခိုကင်းနေတဲ့အနေအထားမျိုးမဟုတ်ပါဘူး။ဒါဆိုရင် ဘယ်လိုတည်ရှိတယ်လဲပြန်စူးစမ်းရမှာပါပဲဒါကနားလည်ဖို့ ecosystem ဂေဟဗေဒသဘောကိုပြန်သုံးသပ်ဖို့လိုပါတယ်ငယ်ငယ်တုန်းကအလဲတန်းကျောင်းမှာဂေဟဗေဒစနစ်တွေသင်ယူကြတော့ကတစ်ခုနဲ့တစ်ခုအပြန်အလှန်မိကိုနေထိုင်တယ်ဆိုတော့အင်းညမင်ညာသဘောတရားကိုပြောခဲ့ပါတယ်ဆိုင်ရာစနစ်တစ်ခုမှာရှိနေတဲ့အကြောင်းအရာတစ်ခုရဲ့ဖြစ်ပျက်တည်ရှိမှုဖယ်ရှားလိုက်တာ ਨੇ စနစ်ထဲမှာပြောင်းလဲမှုတွေကိုမြင်ရမှာဖြစ်တယ်တစုံတစ်ခုတစုံတစ်ယောက်ဟာ သူ့တည်တံ့ရည်တည်ထားတာမျိုးမဟုတ်ပါဘူး။အရာ အလုံးအချင်းချင်းကြောင့်မှာပတ်သက်ဆက်နွယ်မှု relationship တွေအများရှိပါတဲ့ဥပမာပြားတွေမရှိတော့ရင် banking တွေမှာ bank transaction တွေကျဆင်းသွားမှာဖြစ်တဲ့သဘောမျိုးပဲ။ bank တွေနဲ့သွားရင် bank တွေနဲ့စီးပွားရှာတဲ့သူတွေထိခိုက်လာနိုင်တယ်။ဒီလိုတရားမှုတွေဟာနေရာတိုင်းမှာရှိပါတယ်။ဇာရေးသူတို့အလုံးဟာကိုယ်တိုင်ထမင်းချက်ဖို့မလိုဘူး။နေဖို့ကိုယ်အိမ်ကို ကိုယ်ကိုယ်တိုင်လက်နဲ့တိဆောက်စရာမလိုဘူး။ ကိုယ်တိုင်ကားတစီလောက်တတ်ဖို့မလိုဘူးနေ့စဉ်ထိတွေ့နေတဲ့အရာအားလုံးကိုကိုယ်တိုင်လောက်တတ်ဖို့မလိုဘူးဘာကြောင့်လဲဆိုတော့လူတူအစုတစ်ခုနိုင်ငံတစ်ခုအနေနဲ့အလုပ်တွေကိုခွဲပြီးလုပ်နေကြတာကြောင့်ပါပဲ Milton Friedman ကပြောခဲ့တယ်လို့ခဲရန်လေးတစ်ချောင်းတောင်မှတက်သားပုံသွင်းတာတတ်ထုပဲလုပ်ဖို့အတွက်မိုင်းတွင်းထဲကတတ်ထုထုတ်တာ graphite ချောင်းထုတ်တာ rover ချစ်တာအယောင်ကျဲတာတာစတာတွေလောက်ကြတဲ့လူပေါင်းထောင်ချီရဲ့အလုပ်ကနေနည်းနည်းစီပူပေါင်းထားတဲ့အလွန်ရှုပ်ထွေးတဲ့ရလက်တခုမဟုတ်လား တယောက်စီဟာတယောက်ချင်းလုံရမယ့်အလုပ်တစ်ခုစီကိုအာရုံစိုက်ပြီးကောက်အောင်လုံလိုက်ရင်ပါဝင်သူအလုံးအကျိုးမြတ်တွေရှိလာတယ်။ဖြစ်ကြတဲ့ဆန်လုံလိုက်တဲ့အခါမှာလည်းအလုံးမှာတယောက်မှုရှိလာပြန်ပါတယ်။ဇာယီသူတို့တယောက်တယောက်စီဟာဇီဝစနစ်သေးသေးလေးတွေဖြစ်တယ်။ဒီလိုပဲဇာယီသူတို့ဟာလူမှုစနစ်တွေထဲမှာပါဝင်ကြရတယ်။တကယ်ကတခုမကတဲ့လူမှုစနစ်တွေထဲမှာပါဝင်ကြပါတယ်။ နမူနာပေးရရင်တော့ဇာယေသူဟာစေတနာဝင်နဲ့လူမျိုးရေးအဖွဲ့နဲ့ပါဝင်တယ်လို့သူ့ဒေသီတယောက်လည်းဖြစ်တယ်လို့တစ်ချိန်တည်းမှာပဲနိုင်ငံရေးသမားတယောက်လည်းဖြစ်တယ်။ ကိုမိသားစုမှာမိသားစုဝင်ဖြစ်တယ်လို့ရက်ရွာမှာလည်းရက်ရွာသားဖြစ်နေပြန်တယ်။တိုင်းသားအနေနဲ့လူနည်းစုဝင်တူလည်းဖြစ်တယ်။မြန်မာနိုင်ငံသားလည်းဖြစ်တယ်။ဒါတွေအလုံးဟာတပိုင်းထဲမှာရှိနေပြီးတခြားသူတွေနဲ့ဆက်ဆံတဲ့အခါတင့်တော်တယ်လို့လူမှုရေးပုံရိပ်ရှင်သန်မှုတစ်ခုထုတ်ယူပြီးဆက်သွယ်ဆောင်ရွက်ရတာပါပဲ။အတုံးတော်ခံရအတုံးချရတာပဲမဟုတ်လား။အတ္တဘာဝသရုပ်တကံတွေဆိုတာဟာအလက လေတဲကနေဖြစ်တည်လာတာမဟုတ်ပါဘူး။ လူတယောက်ချင်းစီဟာထိတ်ဆက်မှုတွေကိုကြားခံပေးနေတာဖြစ်ပါတယ်လူတိုင်းဟာသူ့တန်ဖိုးနဲ့သူ့တန်ဖိုးတစ်ခုစီရှိကြပါတယ်လူတိုင်းမှာလည်းလူမျိုးရေးနယ်ပယ်မှာပါဝင်ကစားဖို့အခမ်းကဏ္ဍတွေရှိပါတယ်လူသားနဲ့အတ္တဘာဝတယုတ်တင်ညာဆွဲသတ္တဝါရဲ့လူစတင်ပေါပေါလာကလေးကဆံရအမှတ်တင်ညာတွေကိုကိုယ်စီပြုကြတယ်ကလစီဆဲလ်တစ်လုံးစီမှာအမှတ်တင်ညာတွေရှိကြတယ် ဗိုက်တီးရီးယားလေးတွေမှာတောင်အမှတ်တင်ညာသရုပ်သကန် identity ခွဲတဲ့စနစ်တွေရှိတယ်။မခွဲဘဲအစိမ့်မြင့် molecule တွေ protein တွေတတ္တဝါတွေဖြစ်မလာနိုင်ဘူး။လူတွေရဲ့ဘာသာစကားပေါ်ပေါက်လာတဲ့အခါကြားရတဲ့အထံတွေကနေတဆင့်ရယူတဲ့အမှတ်တင်ညာမျိုးစုံထွန်းကားလာတယ်။စာရေးသူတို့ကိုစာရေးသူတို့စကားလုံးတွေသုံးပြီးအမှတ်တင်ညာသရုပ်ခွဲတာကိုလောက်လာကြတော့တယ်။ဒီနေရာမှာ identity ဆိုတာ မြန်မာဘာသာနဲ့ဖလှယ်တဲ့အခါစာရေးသူအနေနဲ့အတ္တဘာဝတရုပ်တကံလူမှုရေးပုံရိပ်အမှတ်တင်ညာစတဲ့အသုံးအနှုန်းတွေကိုသိင်တော်သလိုသုံးစွဲပါတယ်ဆိုတာကို ပြောထားခြင်းပါတယ်။စာရေးသူတက်ကြွစွာပါဝင်နေတဲ့အသင်းအဖွဲ့တစ်ခုအမှတ်တင်ညာတစ်ခုဝိသေသလက္ခဏာတရက်ကို ထိခတ်ပြီးပြောဆိုလိုက်မယ်ဆိုရင်စာရေးသူအနေနဲ့ရင်ထဲမှာခံစားရပါလိမ့်မယ်။ဒီလိုပဲစာဖတ်သူတို့လည်းဖြစ်မှာပါပဲဥပမာအားဖြင့်ယောက်ျားတွေမကောင်းဘူးလို့ပြောရင်ပုရိသ ထောက်ကြားအမျိုးသားတွေအားလုံးတီကောင်စားထိတယ်လို့တုံငင်းနေဖြစ်သွားမှာပဲဖြစ်တယ်။လူငယ်တွေအသုံးမချဘူးလို့ဒဇုံတယောက်ကထိခိုက်ပြောတာကြားလိုက်ရရင်လူငယ်ဖြစ်တဲ့သူတွေခေါင်းထောင်လာမယ်ဒီလိုပဲလူမျိုးဘာသာတွေကိုထိခိုက်ပြောလိုက်ရင်ခေါင်းထောင်လာမှာပါပဲ။အမတ်တင်ညာတွေကစာရေးသူတို့ဘဝကိုလွှမ်းမိုးနေပါတယ်။လူတွေဟာငါဆိုတာဘာလဲလို့ပုံဖော်ကြတဲ့အခါဒီအမတ်တင်ညာတွေကနေမှတဆင့်ငါဆိုတဲ့တဒနာကို ပုံဖော်ထားရတယ်။ တနည်းမြင်ကြည့်ရင်အမတ်တင်ညာတွေနဲ့တောက်တိုင်လေးတွေလိုထောက်ထားရတာဖြစ်ပါတယ်။တခုခုကို ထိခိုင်လိုက်တာနဲ့အပေါ်ကပုံရိပ်ကလှုပ်ခတ်လာမယ်။ပုံပြီးအားကောင်းတဲ့တောက်တိုင်ကို ထိလိုက်ရင်ပုံပြီးလှုပ်လာမယ်။ကိုယ်ဖြစ်တည်မှုကိုလှုပ်လာစေရင်မကျေနပ်မှုနဲ့စိတ်ပတိငြိမ်မှုနဲ့ပြဿနာတွေဖြစ်မှာပဲလို့စိတ်ချစွာမှန်းဆနိုင်ပါတယ်။ဒီလိုနဲ့လူမျိုးရေးဘာသာရေးအုပ်စုခိုင်းကဏ္ဍကွဲနဲ့ ပဋိပက္ခတွေကအတွန့်ရှေချရပါတော့တယ်ဒီလိုပြောလို့လူတွေကအမှတ်တင်ညာတွေကိုအပြီးသက်ဆွန့်လွတ်လိုက်တင်တယ်လားဒါတော့မဖြစ်နိုင်ပါဘူးတေချာတာတစ်ခုကတော့လူတယောက်ချင်းစီရဲ့လူမှုဘဝမှာအမှတ်တင်ညာရဲ့အဝေးကိုထွက်ပြေးလို့မရပါဘူးငါဘယ်သူလဲဆိုတာသူများကိုပြောပြဖို့မဆိုတာနဲ့ခုဖာသာစိတ်နဲ့ပြန်ကြည့်ရင်တောင်ဒီအမှတ်တင်ညာတရုတ်တွေကနေပဲဇလန်းတွေကိုဖော်ထုတ်ကြရတာမဟုတ်လားလက်တွေ့ကြကြလူကိုလူလိုနားလည်ဖို့ရအလုံးမပဲအရေးကြီးပါတယ် မဖြစ်နိုင်တဲ့ဆန်နှုံလက်တွေ့မကြတဲ့နိဗ္ဗာန်ပုံမျောတဲ့နိုင်ငံရေးအမြင်နဲ့တိဆောက်ရင်ခိုင်မာဖို့ခက်ပါတယ်လူသားတွေဘာလို့အားကောင်းလာသလဲလူသားတွေနဲ့တခြားတတ္တဝါတွေကြားကကွာခြားမှုကတိတ်ကြီးနေတယ်ဘာဖြစ်လို့လူတွေကမြို့ပြတွေကိုတီထောင်နိုင်ပြီးတခြားသောတတ္တဝါတွေကမြို့ကြီးပြကြီးတွေမရှိတာလဲဘာလို့လူတွေကသဘာဝပတ်ဝန်းကျင်ကိုစီးမိုးအုပ်စိုးနိုင်ပြီးတခြားတတ္တဝါတွေကဒီလိုမလုံနိုင်တယ်လဲဒီလိုပြောတာ လူကလောကကြီးအတွက်အရင်ကောင်းတယ်လို့ပြောချင်တာတော့မဟုတ်ဘူးဒါပေမဲ့လောကကြီးကိုအုပ်စိုးနေတာတော့အမှန်ပါပဲလူသားတွေကဟောပြောမှုတွေလုပ်နိုင်တယ်လူတွေမှာတီးရှိရာမိမိရဲ့ပတ်ဝန်းကျင်ကိုကိုယ်လိုသလိုကင်တွယ်ပုံဖော်နိုင်တဲ့လက်တွေရှိတယ်လူတွေမှာအာယုံဆိုင်နိုင်တဲ့မျက်လုံးတွေရှိတယ်အရေးကြီးဆုံးကအသိဉာဏ်ပညာကိုလက်ဆင့်ကမ်းနိုင်တဲ့ဘာသာစကားရှိတယ် လူတယောက်အနေနဲ့သဘာဝပတ်ဝန်းကျင်မှာအသက်ရှင်ရပ်တည်နိုင်စွမ်းတင်မကဘူး။အရာအလုံးကိုပုံဖော်နိုင်အနာယူနိုင်တဲ့အစွမ်းတွေကိုရထားတာဖြစ်တဲ့အတွက်သိထူကြတဲ့တတမျိုးစိတ်ဖြစ်တယ်လို့ပြောလို့ရပါတယ်။ဘာသာစကားတွေတိုးတက်လာခြင်းကသိပြီးစိတ်ဝင်စားဖို့ကောင်းပါတယ်။လူတွေဟာအစကပုံတံလေးတွေကိုချစ်ပြရေးသားဖော်ပြတဲ့အယုံစာတွေကိုသုံးစွဲခဲ့တယ်။အဲ့ဒီနောက်ပိုင်းမှာတော့ပုံတစ်ခုလုံးကိုမစွဲတော့ဘဲပုံရဲ့ idea တွေးကြော်ကိုကိုစားပြုတဲ့ သင်္ကေတတွေအဖြစ်ဆွဲသားပြီးစင်ကဲတိုးတက်လာခဲ့ကြတယ်။ဥပမာတစ်ခုအနေနဲ့စာရေးသူတို့နဲ့မဝေးလာတဲ့တရုပ်ဆာဟာဒီသင်္ကေတတွေကိုသုံးစွဲတာဖြစ်ပါတယ်။တခါထပ်ပြီးတော့အတန်တွေကိုကိုစားပြုတဲ့သင်္ကေတတွေကိုစာဖြင့်သုံးစွဲတဲ့စနစ်အဖြစ်တိုးတက်လာခဲ့တယ်။ဒီနေ့ခေတ်မှာတော့နိုင်ငံအများစုကရေးသားသုံးစွဲနေတဲ့စာတွေဟာအတန်အတွက်အခြေပြုသင်္ကေတတွေဖြစ်ပါတယ်။လွန်ခဲ့တဲ့1900ကကျွတ်နဲ့ဒီနေ့ခေတ်ကျွတ်တည်ရှင်ရင် ဘဝတွေကတိတ်မထူးလာပါဘူးအတွေးခေါ်လည်းတိတ်မကွာခြားလာပါဘူးလူကတော့လွန်ခဲ့တဲ့9နှစ်နဲ့အခုနှစ်တောင်တော်တော်ကွာခြားပါတယ်ယူဝနိုရာဟာရာရီစကားနဲ့ပြောရရင်ဘယ်မြဝင်ကမှသူတို့ငါပြောသည်ကိုဘယ်လိုရတာလဲလို့တခြားမြဝင်တွေရှေဟန်နဲ့ပန်နဲ့ပုံပြင်ပြောပြမှာမဟုတ်ပါဘူးလူကတော့ကိုယ်ဘဝဇာတ်ကြောင်သူများဘဝဇာတ်ကြောင်အစုံအလင်သင်ခန်းစာယူကြတွေကိုရနိုင်တယ်လွန်ခဲ့တဲ့နှစ်9000လောက်က တဟိုတဲရဲ့ maxim စာအုပ်ကိုပြန်ဖတ်ပြီးအခုခေတ်မှာဘဝနေနည်းသင်ခန်းစာရနိုင်တယ်။လွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်ကဗုဒ္ဓပြောတဲ့စိတ်ကိုသွန်သင်နည်းနဲ့ကိုယ့်ကိုယ်ကိုငြိမ်းချမ်းစေနိုင်တယ်။လွန်ခဲ့တဲ့နှစ်ပေါင်း2500လောက်ကစွန့်စုရေးတဲ့စစ်တိုက်ခြင်းအမှုပညာစာအုပ်နဲ့နိုင်ငံရေးစီးပွားရေးသင်ခန်းစာတွေကိုဂုတိသင်ယူနေရတော့မယ်။ဒီလောက်ကောင်းတဲ့တရင်အချက်လက်မျှဝေတဲ့စနစ်ကိုရရှိလာတာဟာလူတွေအတွက်အလွန်ထူးခြားတဲ့အခွင့်အထူးပါပဲ။ဒီအခွင့်အထူးရဲ့အနှစ်သာရဟာ လူများရဲ့တင်ပို့လာတဲ့တရင်ချက်လက်အတွေ့အကြုံဘဝသင်ခန်းစာတွေကိုကုလူချင်းအားဖြင့်ပူပေါင်းလှုပ်ဆောင်ခြင်းအားဖြင့်လူတယောက်ချင်းရဲ့အသက်ရှင်ရည်တည်မှုကိုထောက်ပံ့ပေးဖို့ရဲ့လူသားမျိုးနွယ်ဖွံ့ဖြိုးစီပင်ဖို့ရဲ့ဖြစ်စေတယ်လို့ဇီဝသိပ်ပံဆင့်ကဲဖွံ့ဖြိုးမှုသိပ်ပံရှုထောင့်တွေကနေကောက်ချက်ချနိုင်ပါတယ်လူချင်းချင်းပူပေါင်းတဲ့အခါအားကြီးတဲ့စင်ကိုလည်းထိန်းကွက်နိုင်တယ်လို့အစွဲပါတဲ့တောပြင်ချင်းသစ်တွေကိုလည်းအပျော်ကြီးတတ်တော်ဘာတွေဖြစ်သွားစေတယ်မြင့်မားတဲ့တောင်ပေါ်ကိုလည်းစွန့်စားပြီးတက်နိုင်ကြတယ် လေထဲမှာလည်းပြန်တန်းနိုင်တယ်လို့သမုဒ္ဒရာအောက်ကိုလည်းငုတ်ရှုံနိုင်တယ်အခုဆိုရင်ဂျိုရီကြားကမျိုးစိတ်အနေနဲ့ရက်တီဖို့တောင်စဉ်းစားနေကြပါပြီလူချင်းချင်းတရင်ချက်လက်တွေကိုဖလှယ်ခြင်းမျှဝေခြင်းနဲ့ပူးပေါင်းကြခြင်းဟာလူတို့ရဲ့မျိုးစိတ်အလုပ်ဖြစ်တယ်ဆိုတာကိုတန်တရားဖြစ်စရာမရှိပါဘူးတကူကတော့ဒါကို တလွဲအသုံးချပြီးတတ္တဝါတွေကိုနှိမ့်ဆက်တာနဲ့သဘာဝကိုဖြည့်ဆည်းတာမျိုးကိုတော့ကောင်းတဲ့ကိစ္စလို့မမြင်ပါဘူးဒါကလည်းစိတ်စိတ်တွေးဖို့ရာတစ်ချက်ဖြစ်ပါတယ်တာဝန်မျိုးပဲအခွင့်အရေးယူတာဟာ မှန်တဲ့အလုပ်လို့မဆိုနိုင်ပါဘူး။ယဉ်ကျေးမှုပေါ်စိတ်ငုတွေးတော်ခြင်းခေပညာတွေလေ့လာဖို့နိုင်ငံခြားသွားကြတဲ့အခါယဉ်ကျေးမှုဖလှယ်တာတွေလောက်ရတတ်တယ်မှတ်မိသေးတယ်။အာဆီယံတွေ့ဆုံပွဲတခုသွားတတ်တယ်။ပညာရေးဆိုင်ရာဟောပြောမှုတွေပြီးသွားတော့ယဉ်ကျေးမှုဖလှယ်ဖို့လာတယ်ပေါ့။လူငယ်တွေလည်းထိုင်ညှိကြပါတယ်။ဒါပေမဲ့နောက်ဆုံးတော့လွယ်လွယ်ရမယ့်မျှနန္တာကကြဆိုကြမယ်ပေါ့။ပါသွားတဲ့လက်ဖက်တုပ်လေးကျွေးမယ်ပေါ့။အဲ့ဒီမှာခင်းနေတဲ့ထိုင်းကကိုယ်တကယ်ချင်းကရည်ပြီးပြောတယ် မင်းတို့ကထုံးစံအတိုင်းရဏန္တာနဲ့လက်ဖက်တုပ်ပဲလားတဲ့ဒါနဲ့စာရေးသူနဲ့ပါလာတဲ့ပြစ်တိုင်းတောင်တွေပြပြီးဒါလေးကြောင့်လည်းပြောပါလားဆိုပြီးထုတ်ပြလိုက်ရတော့တယ်ယဉ်ကျေးမှုလို့ပြောရင်စာရေးသူတို့အနေနဲ့ပုံပန်းအားဖြင့်ဘာရင်ပြင်တတ်တယ်လဲဆိုတော့အစားအသောက်အဝတ်တွေဓလိထုံးစံအစိုးကစသဖြင့်ပေါ့စင်ပါလို့ခေါ်တဲ့တင်ငေတာတွေရုပ်ဖတ်မှုတွေနဲ့ဆက်ဆက်တဲ့အပြုပူတွေလည်းပါတယ်အထိမ့်မှန်အကောင်တွေပန်းတွေအလံတွေဝိစုံတွေအားလုံးကလည်းတင်ငေတာတွေပါတယ် ပြည်တိုင်းတောင်တစ်ခုမှပြည်လာရင်ထောင်းလာတာအနီရောင်ပုံဒန်နာရီလာဇော်ကြီးပုံယူတာတန်တကားပကွက် လိမ့်ချေတာရွှေကုတ်တံအလုံးကမြန်မာလူမျိုးတွေရဲ့တံပိုးထားမှုတွေကိုထင်ဟပ်နေတဲ့သင်္ကေတတွေဖြစ်တယ်။အပြုမူတွေမှာလည်းရင်ကျေးမှုနဲ့တံပိုးထားမှုတွေရှိတယ်။တချို့လူကြီးတွေပြန်ပြောင်းပြောတတ်တဲ့ဘရင်အာနာအောင်မှာဝိရောသစ္စာခံတတ်မှုကရောရင်ကျေးမှုလား။ရင်ကျေးမှုဆိုတဲ့အသေးပဲကတိထက်များပိုနေတာတွေရှိနိုင်မလား။ ရေမွန်ဝီလျံစ်ကတော့ယဉ်ကျေးမှုတွေမှာယုံကြည်မှုဝါဒအတွေ့မျှဝေလက်ခံတဲ့ဘဝနေနည်းနဲ့ယဉ်ကျေးမှုထုတ်ကုန်တွေဆိုပြီး၃ဘိုင်းပါဝင်တယ်လို့ဆိုပါတယ်။ဝါဒအတွေ့တွေကတိတ်မမြင်ရတဲ့ကိုယ်စိတ်ထဲမှာရှိတဲ့ယုံကြည်မှုတွေဖြစ်ပါတယ်။လူတွေဟာသူတို့ပါဝင်ခြင်းကတခြားလူများနဲ့ချိတ်ဆက်ပြီးဆက်ဆံရေးတည်ဆောက်ရမှာတတ်တတ်မှတ်မှတ်ရှိတဲ့လူအုပ်စုတစုစီမှာစံနှုန်းနဲ့ဘဝနေနည်းတွေကိုမျှဝေကြတယ်။ ဒီလိုဆက်ဆံရမှာအပေါ်ကလိုအဝိပုံစံစားသောက်ပုံစံလူများနဲ့ချင်းကပ်မှုပုံစံပကြီပပုစတဲ့ယဉ်ကျေးမှုရဲ့ထောက်ကုံများပေါ်လာတယ်ဒီအလွာသုံးလွာကနေယဉ်ကျေးမှုဟာလူနဲ့ပတ်ဝန်းကျင်အကြားဆက်သွယ်ပေးပြီးဘဝကိုအထိတ်ပဲတွေဖန်တီးပေးတယ်လို့အပြန်အလှန်ဖွင့်ပြနေစေတယ်ယဉ်ကျေးမှုကြီးတစ်ခုကိုပြန်ကြည့်ရင်လဲသူ့အထဲမှာပဲတစိ့တစ်ပိုင်းအားဖြင့်လူနည်းစုကျင့်သုံးနေတဲ့ယဉ်ကျေးမှုအစိပ်ပိုင်းငယ် subculture ဆိုတာလည်းရှိပြန်ပါတယ် ဥပမာရန်ကုန်လိုမြို့ကြီးတစ်ခုမှာလူများစုရဲ့ဘဝနေနည်းနဲ့မတူဘဲအတော်အသင့်လူရည်ရှိတဲ့လူမျိုးစုတစ်ခုဘာသာတရားတတ်ဝင်သူတစုက စုဖွဲ့ကြတဲ့ယဉ်ကျေးမှုဟာအဲ့ဒီမြို့ရဲ့ယဉ်ကျေးမှုအစိတ်ပိုင်းငယ်ဖြစ်နိုင်တယ်။နောက်တခါပင်မယဉ်ကျေးမှုကြီးရဲ့ဆန်နှုန်းတွေကိုပြန်လှန်ဖို့ကြိုးစားတဲ့တံပြန်ယဉ်ကျေးမှုခေါတာခါချာလည်းရှိပါတယ်။ဥမာ1960ပြည့်နှစ်ကာလတွေတုန်းကအမေရိကန်ဟစ်ပီယဉ်ကျေးမှုလိုပုံစံတွေကဒီသဘောပါပဲ။ နိုင်ငံရေးရပြောရရင်တော့အများအားဖြင့်အမေရိကန်ရဲ့လက်ဝဲနိုင်ငံရေးတော်တော်များများဟာတံပြန်ရည်ကျေးမှုကနေပေါ်လာတာကိုတွေ့ရပါတယ်။မြန်မာနိုင်ငံမှာလည်းတိုင်းသားတွေဟာသူတို့ရဲ့ရည်ကျေးမှုဘဝနေနည်းကိုပုံပုံကြီးမားတဲ့ culture ဖြစ်ကနေသိငယ်တဲ့ sub culture ရည်ကျေးမှုအစိပ်ပိုင်းငယ်ဖြစ်သွားအောင်ဆိုရက sponsor ပေးပြီးလုပ်နေတဲ့ဆိုတဲ့အခြေအနေကြောင့်ပြဿနာတွေများကြီးဖြစ်လာရတယ်။တချို့ဆိုရတွေကဒါကိုနားလည်ပုံလည်းမရပါဘူး။ လူများစုကငါဘွားဟာဘာလဲဆိုတဲ့မိကွန်းကိုဒိဗယ်ဖွင့်ဆိုနားလဲတဲ့အခါကိုယ့်ရဲ့ဘွားနေနေနဲ့ကိုယ့်ရင်ကျေးမှုမြင်ကွင်းပေါင်းတဲ့ကနေနားလဲရှုမြင်နေတာဖြစ်တယ်ဒါကြောင့်နိုင်ငံရေးတွေကိုတိဆောက်တဲ့အခါရင်ကျေးမှုကိုကြော်ပြီးဂိယုမထားပဲအထင်အထင်မရှိပဲတိဆောက်တဲ့အခါပြန်ပြိုကျတာကိုတွေ့ရတယ်ကမ္ဘာမှာရှိတဲ့တော်လှန်ရေးတွေကိုကြည်လာရင်ကိုယ်နဲ့နိုင်ငံသားတူတဲ့မျိုးသားလူတို့တူတဲ့ကိုယ့်အာဏာရှင်ကိုကိုယ်ပြန်တော်လှန်ရမှာဖျော်ဖြဲဖြစ်ပြီးအောင်မြင်မှုနည်းတတ်တယ် အာဏာရှင်ပြုတ်ကြရင်ဒီမိုကရေစီစနစ်ပြန်တည်ဆောက်ရတာလည်းအလွန်ခက်ခဲတတ်တယ်။တခြားလူမျိုးကိုလိုနီအာဏာရှင်တွေကိုတော်လှန်တာကပိုအောင်မြင်တတ်တယ်။အီရန်မြန်မာထိုင်းစတဲ့နိုင်ငံမျိုးမှာအာဏာရှင်နဲ့သူရဲကောင်းဝါဒကိုကြော်ပြီးရင်ကျင်းမှုကိုမပြောင်းဘဲနိုင်ငံရေးတည်ဆောက်လို့မရတာတွေ့ရပါလိမ့်မယ်။အာရှကိုကြည့်ရင်တာဝန်မြင်တဲ့ရင်းနှီးတဲ့ BNN တွေရဲ့ American နဲ့တိုက်တဲ့စစ်ပွဲမှာဓာတ်ရိုက်စစ်ထဲထောင်ချောက်တွေသုံးပြီးတိုက်ထုတ်တာကိုတွေ့နိုင်တယ်။ ကွန်ပျူရှာဝါဒကိုလက်ခံတဲ့နိုင်ငံတွေဟာအာရှနိုင်ငံချင်းမှာဖွံ့ဖြိုးမှုကထိပ်ပိုရောက်တာ တွေ့ရတယ်။ကန်ကိုယုံနဲ့ဗုဒ္ဓဘာသာနိုင်ငံတွေကဝန်ထမ်းတွေရဲ့အာဂရီကိုပို့ပြီးမျက်စိမှိတ်နိုင်တာလည်းတွေ့ရတယ်။တင့်တော်မြတ်တဲ့ကောင်းဆောင်မှုကနေပြည်သူတွေရဲ့ယုံကြည်မှုနဲ့စနစ်ကိုပြောင်းလဲနိုင်တဲ့ဥပမာတွေလည်းတွေ့ရပေမဲ့ဗဟိုချုပ်ကံပြီးရုပ်တရက်ပြောင်းလဲလုပ်ကြတဲ့အခါ ရင်ကျင်းမှုတွေနဲ့ထိတ်တိုက်တိုးရင်ပြောင်းလဲဖို့စ조사ချက်ကမအောင်မြင်တာဖြစ်နိုင်တယ်လို့နိုင်ငံကမတိမငိမ့်ဖြစ်တတ်တယ်ဆိုတာလည်းသတိထားဖို့ရလိုပြန်ပါတယ်။ရင်ကျင်းမှုရဲ့မမြင်ရတဲ့လာရတွေကိုနည်းနည်းကြည့်ကြပါအောင်မယ်။ခလေးတယောက်ဟာလူကြီးတွေထမင်းစားနေတဲ့အချိန်မှာထမင်းစွဲကိုဝင်တိုးတယ်ဆိုပါစို့။ဘာဖြစ်မှထင်လဲ။မြန်မာမှာဆိုအဆူငေါခံရနိုင်ခြင်းမြင့်နေ။အနောက်နိုင်ငံမှာဆိုထမင်းထည့်ပြီးကျွေးလိုက်တာမျိုးပို့ဖြစ်နိုင်တယ်။ အမျိုးသမီးတယောက်ဆိုရင်လည်းဘယ်လိုပဲပုံနေထိုင်ပြုမှုရတယ်။ယောက်ျားတယောက်ဆိုရင်လည်းဘယ်လိုပဲပုံနေထိုင်ပြုမှုရမယ်ဆိုတာတွေကလည်းယဉ်ကျေးမှုတွေကပြောတာပါပဲ။အလုတ်ထဲမှာလည်းအလုတ်နဲ့ဆိုင်တဲ့ယဉ်ကျေးမှုတွေရှိတယ်။စကားကိုကြဲကြဲပြောရမယ်မပြောရဘူးဆိုတာတွေလို့လည်းပေါင်နိုင်တာပါပဲ။ Hostick ကအစကတော့ယဉ်ကျေးမှုတွေကိုခန္ဓာ၄မျိုးကနေချင့်ကပ်ပါတယ်။နောက်ပိုင်းမှာတော့အဲ့ဒါတွေကဆက်ပြီးလိလာသုံးသက်ချရင်းနဲ့ခန္ဓာ၆မျိုးဖြစ်လာခဲ့ပါတယ်။တိကအတ္တပရလောကအမြင်နှစ်က အာနာတင်းကျက်မှုအဆင့်သုံးလမရေရာချင်းအနာတကို လက်ခံမှု၄ဘဝမှတ်တိုင်းနဲ့ဘဝအည်သွေးပေါ်အမြင်၅အချိန်ကာလပေါ်အမြင်၆ပျော်ရွှင်မှုနဲ့အလုတ်ပေါ်အမြင်ဒီ၆ချက်ဟာလူတိုင်းဝိုင်းတစ်ခုအနေနဲ့အရာအားလုံးကိုဗစက်ကနေထုတ်မပြောကြပဲဘယ်လိုများအလုတ်လောက်ကြမလဲဆိုတာကိုဖော်ပြနေပါတယ်ဒီရင်ချင်းမှုတွေဟာဇာယေသူတို့အရှိကာလကနေထိုင်ခဲ့တဲ့ဘိုးဘေးဘီပင်တွေတွေ့ကြုံခဲ့ကြရတဲ့အကြောင်းအရာတွေဇလန်းတွေသူတို့ပြန်ပြောတဲ့အိယာဝင် ပုံပြင်တွေ စေတနာနဲ့တားမြစ်ထားတာတွေရှိတယ်လို့မလောက်အောင်ကြောက်ရွံ့မှုနဲ့ထိမ့်ချုပ်ထားတာတွေသူတို့လိုချင်တဲ့အရာတွေကိုရအောင်ညွှန်ကြားတာတွေကိုယ်ခွေယုံကြည်မှုတွေနောက်တော့လေးစားခံခြင်းမှုတွေအနာတွေကိုထိမ့်သိမ့်ဖို့ပြုပြင်စီမံလိုက်တာတွေဒါတွေအားလုံးရောမွေပြီးတော့အပြုတ်အမှုဆိုင်ရာယဉ်ကျေးမှုတွေပေါ်ပေါက်လာကြတာပေါ့ဒါနဲ့အစောပိုင်းလူမျိုးတွေရဲ့ရုပ်ဝိထုအခြေအနေတွေကနေယဉ်ကျေးမှုဘဝနေနည်းတွေဘယ်လိုပုံစံပြောင်းလဲလာလဲနည်းနည်းလေ့လာကြည့်ရအောင်ပါ ဒီလေးလာမှုကိုတော့နောက်တစ်ပုတ်မှာဆက်လက်ပြီးတင်ဆက်မှာဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်ကျွန်မတူတာပါ